င်္ဂပါရှင်ဒီနေ့နိုဝင်ဘာလ၁ရက်နေ့နေ့လယ်ခင်းထိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ဆန္ဒပြပွဲတွေမှာအင်အားသုံးဖြိုခွင်းတာခံရပြီးလူပေါင်းရာနဲ့ချီတိတ်ဆုံးကြတယ်လို့တန်ဇန်နီးယားအတိုက်ခံပါတီတွေကပြောပါတယ်အော်တိုဘား29ရက်နေ့ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲကဆလို့သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေအတွင်းအာနာပိုင်တို့ရဲ့အလွန်အကျွံအင်အားသုံးနှိမ့်နှင်းမှုတွေကြောင့် လူခဏရဝန်းကျင်သိဆုံးခဲ့တယ်လို့အတိုက်အခံချာဒီမာပါတီရဲ့ပြောရေးဆိုခွင့်ရအရာရှိကမှတ်ချက်ပေးပါတယ်။တန်ဇန်နီးယားမှာရှိတဲ့နိုင်ငံတကာတန်တမန်ရေးရာတရားရင်မြတ်တူကလည်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်ပကားတွေအတွင်းစနားပြသူအနည်းဆုံး900လောက်သိဆုံးခဲ့တယ်ဆိုတဲ့ယုံကြည်ရတဲ့အထောက်အထားတွေရှိနေကြောင်းပြောပါတယ်။တန်ဇန်နီးယားအစိုးရကတော့ပြည်တွင်းမှာဒီလောက်အကြမ်းဖက်တမ်းတွေဖြစ်မနေပါဘူးလို့ချက်ချက်ပေါ့ပေါ့ကြေညာထားပါတယ်။ဒါ့အပြင်စုပူမှုတွေကိုရောကြစေဖို့ ညမထွက်ရအမိတ်ထုတ်ပြန်ထားတယ်လို့လည်းပြောပါတယ်။ဆန္ဒပြမှုတွေကိုအ धिक ဦးဆောင်သူတွေကလူငယ်တွေဖြစ်ပါတယ်။သူတို့ကအစိုးရချုပ်ကန်ထားတဲ့ရွေးကောက်ပွဲဟာမျှတမှုမရှိဘူးလို့ဆွဆဲပြီးနိုင်ငံအနှံ့ကအမျိုးတွေမှာရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲတွေကိုစတင်ခဲ့တာဖြစ်ပါတယ်။အစိုးရဟာရွေးကောက်ပွဲမတိုင်ခင်ကတည်းကအ धिक ပြိုင်ဘက်အတိုက်အခံခေါင်းဆောင်တူကိုထောင်ချပြီးနောက်တစ်ယောက်ကိုဆွဆဲချက်အမျိုးမျိုးသုံးပြီးရွေးကောက်ပွဲဝင်ခွင့်ပိတ်ထားခဲ့ပါတယ်။ ဒါဟာဆူဒန်သမ္မတကအသာစီးရဖို့မယိုးမသားကြံစီတာဖြစ်ပြီးအစိုးရဟာလည်းနိုင်ငံရဲ့ဒီမိုကရေစီကိုဖိနှိပ်အမျက်ထုတ်နေတယ်လို့စနားပြသူတွေကပြောပါတယ်။အစိုးရဩဇာခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေကနှစ်ခုနေပေမဲ့စနားပြပွဲတွေဟာအော်တိုဗလာ31ရက်နေ့အထိဆက်လက်ဖြစ်ပွားနေစေလို့မျက်မြင်တွေကပြောပါတယ်။စစ်တပ်အကြီးအကဲကစူပူမှုတွေရပ်တန့်ကြဖို့တတိပေးထားပေမဲ့စနားပြသူတွေကအဲ့ဒီတောင်းမြစ်ချက်ကိုဖိဆန်နေကြသေးပါ တန်ဇန်နီးယားနိုင်ငံသားရေးဝန်ကြီးမာမုဒ်ကန်ဘိုတာပစ်ကာရောပြည်တွင်းဆန္ဒပြပွဲတွေမှာသွေးထွက်တမ်းရုပ်ဖြစ်စဉ်တွေရှိနေတယ်ဆိုတာကမပြောပါတော့တဲ့အနေချင်းသာဖြစ်တယ်လို့ဆိုပါတယ်။ရုံချုံရေးတပ်ဖွဲ့ဝင်တွေဟာဖြစ်ပေါ်လာသမျှအခြေအနေတွေအတွက်မြ мян ဆန်ဆန်တိတိယယောက်တုတ်ပြန်နေကြတယ်လို့လည်းသူကပြောကြခဲ့တာပါ။ဆန္ဒပြတယ်လို့နာမည်ခံပြီးစူပူနေကြသူတွေကပြည်သူ့အိုးအိမ်တွေပိုင်ဆိုင်မှုတွေကိုဖျက်ဆီးနေကြောင်းသတင်းပေးပို့မှုတွေလည်းရရှိထားတယ်လို့သူကဆိုပါတယ်။ နိုင်ငံရဲ့အဓိကစိတ်ကမ်းမြို့ကြီးတစ်ခုဖြစ်တဲ့ဒါအက်စတာလမ်ရဲ့ဆေးရုံမှာတော့အော်တိုဘာ30ရက်နေ့ကစလို့ဒရားရထားသူအများအပြားနဲ့ရုံအလောင်းတွေရောက်ရှိလာပြီးကျမကြီးဝန်ထမ်းတွေပါမနိုင်မနှင်းဖြစ်နေတယ်လို့သိရတာပါလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာစနားပြခေါင်းဆောင်တွေကိုနေအိမ်တွေထိလိုက်လံရှာဖွေဖမ်းဆီးနေကြောင်းတချို့လည်းအခြေအနေအရပြည်ပကိုထွက်ပြေးနေရကြောင်းလုံခြုံရေးတပ်ဖွဲ့နမဲခန့်လက်နက်ကင်တွေဟာလွန်ကဲတဲ့တပ်ဖြတ်မှုတွေကိုထိုက်တဲ့ပြစ်ဒဏ်မျိုး၆မှတ်ခံရခြင်းမရှိပဲ ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြောင်းတန်တမန်ရေးအရာရှိတယောက်ကပြောကြားခဲ့ပါတယ်။ရွေးကောက်ပွဲနောက်ဆက်တွဲမှာပြည်သူတွေ၊ journalist တွေလူမှုအဖွဲ့အစည်းခေါင်းဆောင်တွေကိုပိတ်မှတ်ထားတဲ့ဖိနှိပ်မှုဖမ်းဆီးမှုနှိမ်ဆဲမှုတပ်ဖြတ်မှုတွေမြင့်တက်လာမှာကိုစိုးရိမ်ရတယ်လို့လည်းသူကဆိုတာပါ။ကုလသမဂ္ဂကတော့တန်ဇန်နီးယားလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့မလိုအပ်ပဲအင်အား3000မျိုးကိုအစွမ်းကုန်ထိမ့်ထိမ့်တင်းတင်းလုဆောင်ဖို့တိုက်တွန်းထားကြောင်းလည်းသိရပါတယ်ရှင်။တရုတ်စီကတပတ်ရက်တိုက်လေရင်တွေကိုဂျင်းတွေပေါအဝေးယူဖြစ်မယ်ဆိုတာကို အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးကအငင်းဆိုခဲ့ပါတယ်။အင်ဒိုနီးရှားလက်တက်ဟာတရုတ်လက်တက်လက်ရှိအသုံးပြုနေတဲ့ဂျေတန်တိုက်လျင်42စီးကိုဝယ်ယူမယ်လို့သတင်းတွေကြေကြေပြန့်ပြန့်ထွက်ပေါ်လာတဲ့နောက်ကာကွယ်ရေးဝန်ကြီးဂျော့ဖရိုင်ဂျန်ဆော့တင်ကအတိအကျမဆုံးဖြတ်ရသေးဘူးလို့ဘလွန်ဘတ်သတင်းဌာနစီအတိပေးကြတာဖြစ်ပါတယ်။ကိစ္စတွေကမပြီးသေးကြောင်းအင်ဒိုနီးရှားဟာ Windows Shopping ထွက်နေစေဖြစ်ကြောင်းသူကပြောပါတယ်။အထိပယ်ကတော့နိုင်ငံရဲ့လက်တက်ကိုအဆင့်မြင့်တယ်လို့ ိုက်လျင်အမျိုးအစားတွေကိုရွေးချယ်နေစေလို့ဆိုတာပါအစင်လာရအင်ဒိုနီးရှားဟောရုရှားနဲ့အနောက်နိုင်ငံတွေရဲ့တိုက်လျင်တွေကိုသာဝယ်ယူခဲ့ပြီးခြေတန်းတွေကိုဝယ်ယူဖြစ်တော့တရုတ်တိုက်လျင်တွေထဲကနေပထမဆုံးရွေးချယ်မှုဖြစ်လာမှာပါဂျော်ဖရန်ကအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုအနေနဲ့ကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်မယ့်အရာကိုလွတ်လွတ်လပ်လပ်တက်တက်ကြွကြွအစင်းစားရွေးချယ်ပိုင်ခွင့်ရှိကြောင်းလိုအပ်ချက်တွေအတွက်အထူးကြီးအရောက်အသုံးဝင်မဲ့ဈေးနှုန်းတင့်တင့်မဲ့လိုအပ်ချက်တွေကြီးကြီးမားမားမရှိမဲ့တိုက်လျင်တစ်မျိုးမျိုးကို ရှောက်ဖွေစဉ်းစားနေစေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အော်တိုဗာလာရုံကအင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနကတရုတ်ရဲ့ဂျေတန်တိုက်လေယာဉ်တွေကိုဝယ်ယူဖို့အနည်းဆက်နေကြောင်းအရေးအမတ်ပြောခဲ့ပါတယ်။နိုင်ငံရဲ့လက်တက်ကိုအစိမ့်မြင့်တယ်မှုအတွက်တိုက်ဝဲဝဲအစိမ့်အမှတ်ကျောက်အတင်ခံထားရပြီးသားတိုက်လေယာဉ်မျိုးဝယ်ယူဖို့စဉ်းစားနေကြောင်းကာကွယ်ရေးအရာရှိတွေကအမှတ်ချက်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ဂျေတန်တွေကိုတေချာပေါက်ဝယ်ယူဖြစ်မယ်လို့တော့တရားဝင်ကြေညာချက်မထုတ်ခဲ့ပါဘူး။အင်ဒိုနီးရှားဟာအမေရိကန်ကုမ္ပဏီ Boeing က F15 တက်လျင်တွေကိုအကြီးအကျယ်အဆင့်မြင့်တင်ထားတဲ့ F15EH တက်လျင်တွေကိုလည်းဝယ်ယူဖို့အစဉ်စားနေပေမဲ့ဈေးနှုန်းအရန်မြင့်တာကြောင့်တွန်းဆုံနေတယ်လို့လည်းဆိုပါတယ်။ဂျော်ဖရန်ကအင်ဒိုနီးရှားအနေနဲ့ဈေးတန်းတွေကိုဝယ်ယူဖို့အတိအကျမဆုံးဖြတ်ရသေးဘူးလို့ပြောပေမဲ့ဈေးတန်းတွေဟာမြို့တော်ဂျာကာတာမှာပြန်တန်းနေတာမကြခင်မြင်ရလိမ့်မယ်လို့သူကိုယ်တိုင်အော်တိုဘာလလယ်တုန်းကမှတ်ချက်ပေးခဲ့ဖူးချောင်းလဲသိရပါရှင်။ဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါရှင်။ အာရခတတော် AA ထင်းချုံနေမြေကိုအာနာသိစကောင်စီတက်ကလေကြောင်းတက်ခတ်မှုအရှင်မြင့်လုံဆောင်ခဲ့တာကြောင့်အော်တိုဘာ29ရက်ကနေ31ရက်နေ့ထိ3ရက်တာအတွင်းအာရခပြည်သူ12ရောက်တိတ်ဆုံးခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။တိတ်ဆုံးသူတွေထဲကလင်းငယ်၄ရောက်ပါဝင်ကြောင်းနဲ့ဒဏ်ရာရသူအယောက်30ကျော်ရှိကြောင်းအသိပေးထားပါတယ်။စကောင်စီဟာ AA ရဲ့မဟာမိတ်ဖြစ်တဲ့တန်အန်းဓမ္မတော် DNL နဲ့အပြည့်ရဆဲပြီးတဲ့နောက် AA ထင်းချုံနေမြေကမြို့ရွာတွေကိုလေကြောင်းအရှင်မြင့်တက်ခတ်လာတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ရတေတောင်ကြောက်ဖြူပေါတော်ပုံနှကြောမြို့နယ်တွေမှာပြည်သူတွေတိုက်ဆုံထိခိုက်မှုတွေရှိခဲ့တာပါ။၃ရက်တာအတွင်းတိုက်ဆုံသူတွေထဲမှာအသက်၅နှစ်အရွယ်ကလေးငယ်၂ယောက်၊၉နှစ်အရွယ်ကလေးငယ်၁ယောက်နဲ့အသက်၁၈နှစ်အရွယ်မိန်းကလေးငယ်၁ယောက်တို့ပါဝင်ကြောင်းအေအေကအမည်စင်းတွေနဲ့တကွအထုတ်ပြန်အသိပေးထားတာပါ။တိုက်ဆုံသူ၁၂ယောက်ထဲမှာအများစုကအမျိုးသမီးတွေဖြစ်ပါတယ်။ကြောက်ပြင်းဒံယာရသူ31ယောက်ရှိခဲ့ပြီးအဲ့ဒီထဲမှာကလေးငယ်တွေတက်ကြီးရိုးတွေ အမျိုးသမီးတွေပါဝင်တာကိုလည်းတွေ့ရပါတယ်။စစ်ရေးနိုင်ငံရေးအပေါ်ဝင်အဘက်ဘက်ကရှုံးနေတဲ့အစ်စ်ကောင်စီတပ်ဟောင်း၂၀25အတွင်းရှမ်းမြောက်ဒေသမှာအပြစ်အခက်ရဆဲရေကိုညီနောင်မဟာမိတ်သုံးဖွဲ့တွေကနှစ်ဖွဲ့ဖြစ်တဲ့ကိုကန်တန်းအဖွဲ့စည်းတို့နဲ့မရှိမနှောင်ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့မြန်မာပြည်သူတွေအပေါ်နေစဉ်ကျူးလွန်နေတဲ့အစ်စ်ရစုမှုတွေကရော့ကျသွားခြင်းမရှိပဲအာရခဒေသမှာသာမကမြန်မာတိုင်းနိုင်ငံလုံးအနှံ့အပြားမှာအပြစ်မဲ့အရသာပြည်သူတွေအပေါ်ဆေးရဆွေးမှုတွေကိုဆက်လက်ကျူးလွန်နေစေဖြစ်ကြောင်း AA ကထုတ်ပြန်ထားပါတယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုရန်ကိုပုံမို့သတိပြုဖို့ AA ကထပ်မံသတိပေးထားတာပါ။တနိုင်ငံလုံးအနှံ့အပြားမှာစစ်ရေးနဲ့မသက်ဆိုင်တဲ့အရတားပြည်သူတွေနေထိုင်ရာမြို့ရွာစတင်ကြောင်းဈေးရုံလူနေရက်ကွက်ဘာသာရေးလူမှုရေးပွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့လူစုလူဝေးရှိတဲ့နေရာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာလက်နက်ကြီး drone တွေနဲ့ရည်ရွယ်ချက်ရှိရှိပြက်ခတ်တိုက်ခိုက်နေတာဟာဆရာစုမှုကိုပြောင်ကြကြအကျုလို့နေတာဖြစ်တယ်လို့လည်း အေကထုတ်ပြန်အတည်ပြုထားပါရှင်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြတ်နဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများစကားနဲ့ပတ်သက်ပြီးရေးသားထားတဲ့ Driver ကိုပေါ့ရဲ့ post ကိုအသေးပေးတာကြောင့်ဆိုပြီး Driver စပြူထွန်းတက်လွင်ကိုစစ်ကောင်စီကမတရားဖမ်းဆီးလိုက်ပါတယ်။ Driver စပြူထွန်းတက်လွင်ကိုဖမ်းဆီးဖို့ပြီးခဲ့တဲ့ရက်ကလေးကစစ်ကောင်စီထောက်ခံတဲ့ Telegram channel တချို့ကတိုက်တွန်းထားတာပါ။ဝါရဖြတ်ဆက်ကပြသပြီးနောက်ရမှာ Driver ကိုပေါ့က ပြည်တွင်းကအမှုပညာသမားများတို့ပေးစာဆိုတဲ့ခေါင်းစဉ်နဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုကိုယ်တိုင်လိုက်ပြပေးနိုင်ကြောင်းအစချစ်ပြီးစစ်ကောင်စီအတွက်ဇကားရက်ကူးတွေကိုဝေဖန်ထားတာ ဖြစ်ပါတယ်။အဲ့ဒီ post ကို Director Zebuton တက်လွင်ရဲ့တက်လွင်ဆိုတဲ့အကောက်က let react ပေးတယ်ဆိုပြီးဖန်ဆီးဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ဝါရဖြန့်ဇကားကိုဝေဖန်လို့ဆိုပြီး Director Mighty တရုတ်ဆောင်ကျော်ဝင်းထွန်းဟာတာတရုတ်ဆောင်အုံတိုင်းနဲ့ Director အောင်ချမ်းလူတို့ကိုစစ်ကောင်စီကမတရားဖန်ဆီးထားတာကြောင့် ဒီဇက်ကားနဲ့ပတ်သက်ပြီးအနုပညာလောကကနေ၅ရောက်မြောက်ဖန်ဆီးခံထားရတာဖြစ်ပါတယ်။သူတို့အားလုံးကိုစစ်အုပ်စုကပြထန်းထားတဲ့ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်ထားတာလို့သိရတာပါ။အခုလိုစစ်တပ်ကဖန်ဆီးနေတာဟောပြည်သူတွေကိုအကြောက်တရားရိုက်သွင်းဖို့ကြိုးစားနေတာလို့ပြည်သူတွေကပြောပါတယ်။စစ်တပ်ရဲ့အခုလုပ်ရတဲ့အတွက်ပြည်သူတွေကအပြင်းအထန်ဝေဖန်နေကြတာပါ။ဒရိုက်တာကိုပေါက်ကလည်းသူတင်တဲ့ Facebook post မှာ love reap ပေးသူကိုစစ်တပ်ကဖန်ဆီးတဲ့အပေါ်မှာပန်းပန်လေးကြောက်လက်သုံးချောင်းထောင်လေးကြောက် ငြင်သက်နေရင်လဲကြောက်အခုအသေးပေးလဲကြောက်နေပါရောလားလို့မေကွန်းထုတ်ထားပါတယ်နိုင်ငံတော်ပိုင်စစ်တပ်ကြီးရှိပြီးတေလောက်အောင်ကြောက်နေတာကရုပ်ပေါက်လွန်တယ်လို့ကိုပေါက်ကရေးသားထားတာပါစစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်စကားမှာပါဝင်တဲ့နေတိုးမြင့်မြတ်နေဝင်းအေဂျန်မောင်ချူလီမင်းမြမအောင်ခိုင်ငပြောကျော်စတဲ့အနုပညာရှင်တွေဟာပြည်သူတွေရဲ့သပိတ်မောက်တာကိုခံနေရတာပါအဲ့ဒီလိုလူတို့ကလူမှုရေးပြည်ထောင်ပေးတာဝိုင်းခေါ်ပြုလုပ်တာတွေကြောင့်စစ်ကောင်စီလက်အောက်ခံပြန်ကြောင်းရေးဝန်ကြီးဌာနက အနုပညာရှင်အားလုံးကိုအစည်းအဝေးခေါ်ပြီးရွေးကောက်ပွဲအတွက်မဖြစ်မနေလှုံ့ဆော်ပေးရမယ့်အရာနဲ့မလှုံ့ဆော်ရင်အရေးယူမယ်ဆိုပြီးချိန်ချောက်ထားတာပါ။ဒါ့ပြင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်ဇက်ကောင်ကိုဝေဖန်သူတိုင်းကိုလည်းအရေးယူသွားမယ်လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကချိန်ချောက်ထားပါရှင်။ဒီနေ့နေ့လယ်ခင်းထိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။